တောင်တမတော်ထရယ်ထင်းချုပ်ထားတဲ့မန္တလေးတိုင်းမိုးကုံးမြို့အရှေ့ဘက်ပိုင်းမှာလုံခြုံရေးကင်းလန့်နေတဲ့တောင်ရဲတပ်ဖွဲ့တွေကပြစ်ခတ်ခံခဲ့ရတယ်လို့ဒေတာခန်တွေကရွှေပြည်မျိုးပြောပါတယ်။ပြီးခဲ့တဲ့မေလ၁၂ရက်တုန်းကမိုးကုံးမြို့မှာလက်ပစ်ပုံးပောက်ကွဲတာနဲ့ပတ်သက်ပြီးရဲတပ်ဖွဲ့တွေကရှောင်းသခင်လာရောက်စစ်ဆေးချိန်မှာပဲပြစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။အမည်မသိလူတစုကဆိုင်ကန်စီနဲ့လက်ပစ်ပုံးလာရောက်ပြစ်ခတ်ခဲ့တာဖြစ်ပြီးရဲတပ်ဖွဲ့တွေက အချိန်မီတိမ်းရှောင်နေတာကြောင့် ထိခိုက်ဒဏ်ရာရတာတော့မရှိဘူးလို့ဖြစ်စဉ်သိရှိတဲ့အမျိုးသားသူကရွှေပြည်ကိုပြောပါတယ်။လက်ရှိမှာပြစ်ခတ်သူတွေကသူ့ကိုတော့ထီနိုရီရဲ့ရဲတပ်ဖွဲ့တွေကဖမ်းမိထားပြီးကြံတဲ့သူတွေကိုထက်မှန်ဖမ်းဆီးနိုင်ဖို့လဲဆက်လက်လှုပ်ဆောင်နေတယ်လို့အဲ့ဒီအမျိုးသားဆက်ပြောပါတယ်။ပြီးခဲ့တဲ့မေလ17ရက်ည9နာရီကျော်တုန်းကလည်းမိုးကုံမြို့အရှိပိုင်းဘီးတောင်ရက်ကွက်မှာရှိတဲ့ music zone bar ရှိမှာ အမည်မသိအမျိုးသားနှုတ်ကလက်ပစ်ပုံနှလုံးလာရောက်ပစ်ခတ်သွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။